ိပါပြည်သူများရှင်ကျွန်မကသုံးသက်တင်ပြပေးခြင်းတဲ့သတင်းလေးကတော့ကားနဲ့သက်ဆိုင်ပါရှင်ကားလောကနဲ့သက်ဆိုင်တဲ့သတင်းလေးပေါ့နော်အရင်ဆုံးဒီဒီသတင်းလေးကိုသုံးသက်ရတဲ့အကြောင်းရင်းလေးကျွန်မပြောပြပါမယ်ရှင်နဲဒီနောက်ဆက်ကအစိုးရဖွဲ့ရဆိုရင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဒုတိယနေ့ကျင်းပခဲ့ပါရှင်ဟောလွန်ခဲ့တဲ့တရက်နေ့ကကျင်းပခဲ့တာဖြစ်ပါတယ်အဲ့ဒီတော့နိုင်ငံတော်အဆင့်ပြောကြားခဲ့တဲ့အကြောင်းအရာလေးတွေမှာဆိုရင် license မဲ့ရှင်တွေဖော်ထုတ်ရေးဆိုတဲ့အကြောင်းအရာပါဝင်လာခဲ့ပါတယ်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်မအရင်ဆုံးပြောပြပေးမယ်နော် ဒီနိုင်ငံတော်ကနေပြီးတော့စီမံမဲ့ကိစ္စတွေကိုအစည်းအဝေးမှာပြောသွားတဲ့အကြောင်းအရာလေးကိုအရင်ဆုံးပြောပြမယ်။နံပါတ်၁ကတော့ license နဲ့ motor ရှင်နဲ့ motor cycle တွေစီးနေနေမှုတွေကိုဖော်ထုတ်သွားမယ်။ပြီးတော့နံပါတ်ပြအတုလောက်တာတွေ license အတုလောက်တာတွေဒါရောလဲဖော်ထုတ်အောင်ပဲပေါ့နော်။ပြီးတော့ဒီလိုပြစ်လုတဲ့အခါမှာပါဝင်ပတ်သက်နေတဲ့သူတွေကိုလည်းဖော်ထုတ်ရေးယူရမယ်ဆိုပြီးပြောသွားပါရှင့်။ဒီလိုမျိုးတဲ့ license မဲ့ကားတွေရှင်နေပေါ့နော်စီးနေနေရဲ့အတွက်နိုင်ငံတော်အခွန်လဲနဲ့နာတယ်ပြီးတော့လုံခြုံရေးကိစ္စတွေမှာလည်းဆောင်ရွက်တဲ့ခါကြလို့ရှင်အခက်ခဲပေါင်းမြောင်များစွာဖြစ်ပေါ်စေတယ်ပေါ့ရှင့်ဒါကြောင့်ဒါလေးတွေကို လုံဆောင်ရမယ်ပေါ့ရှင်အဆိုလိုရင်တော့ license မဲ့ကားတွေဝတ်တော့ကားတွေဝတ်တော့ဆိုင်ကယ်ဖမ်းမယ်ပေါ့ရှင်ဒါဆိုလိုရင်ပေါ့နိုင်ငံတော်ထုတ်ပြန်လိုက်တယ်ညွှန်ကြားချက်တစ်ခုပေါ့ okay အဲ့ထုတ်ပြန်ချက်လေးညွှန်ကြားပြီးရဲ့နောက်မှာဆိုရင်ရည်တဲ့ကိုခဲတလုံးပြစ်ချလိုက်တယ်လို့ပဲလှိုင်းကရက်လေးတွေကဝဲလျက်ထွက်လာခဲ့တယ်ရှင်အရင်ကပြာဆန်တာပဲเนาะပြီးတော့ကပြာဆန်ဆန်ကိုထွက်လာခဲ့တာအဲ့ဒီလှိုင်းဝဲကရက်လေးတွေမှာနံပါတ်1ဝဲကရက်ကတရားဝင်ကားစေးခွက်မှာဖြစ်သွားတဲ့ဝဲကရက် နိုင်ငံတော်ကပြောလိုက်ပြီးဝတ်တောက်ကားတွေဖမ်းမယ်လဲဆိုလဲဆိုတော့တရားဝင်ကားစည်းကွက်မှာရှလုံးလုံးနေကြတဲ့လုပ်ငန်းရှင်တွေအဓိကကားပွဲစားပေါ့နော်တက်တန်းရှင်ကားပွဲစားတွေအားဆိုရင်သုံးသက်ချက်တစ်ခုထုတ်လာခဲ့ရှင့်အဲ့ဒါဘာလဲဆိုတော့အစိုးရဝတ်တောက်ကားတွေဖမ်းပြီးတဲ့ဒါကြောင့်တရားဝင်ကားတွေလိုင်စင်ပြည့်စုံတဲ့ကားတွေဟာဆိုရင်ဈေးတက်တော့မယ်တဲ့ဈေးတို့တော့မှဆယ်ရာခံလုံးကနဲ့နှစ်ဆယ်ခံလုံးတွေတက်နိုင်တယ်ဆိုပြီးတော့ပြောထားတယ်ဒါကြောင့်တချို့တွေအားဆိုရင်အခုတွေကဈေးတွေကိုညှိနှိုင်းတဲ့ကိစ္စတွေထိန်းကြီးတဲ့ကိစ္စတွေလုပ်နေပြီးရဲ့ရှင့်ဒါကနံပါတ်1ထသွားခဲ့တဲ့ကရက် တရားဝင်ကားစိတ်ကွက်ရဲ့ကရက်ဘိုးမှာဖမ်းနေဖြစ်တဲ့အတွက်ငါတို့စီကိုဝယ်လို့ကများတော့မယ်ဒါကြောင့်ငါတို့ငါတို့ဈေးတက်ထားမယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်ဟုတ်ပြီနံပါတ်1ကရက်ကကြတော့ဝတ်တောက်ကားစိတ်ကွက်ဝတ်တောက်ကားစိတ်ကွက်မှာကြတော့ကားစိတ်ကြီးကြလိမ့်မယ်တဲ့ကားစိတ်ကြီးကြမယ်ဒါပေမဲ့ဝတ်တောက်ကားစိတ်ကွက်ကသူတွေကစိတ်မပူအဲ့ဒါအောင်ဘာကြောင့်လဲဆိုတော့ဝတ်တောက်ကားစိတ်ကွက်မှာကားစိတ်ဘလောက်ကြကြဝယ်မိလို့ကစမ်းသပ်ရှိရဲ့တဲ့သူကတော့ပိုင်နေအေးစိတ်ပဲပြီးတော့အဲ့ဒီတရားဝင်ကားစိတ်ကွက်မှာလုံနေရဲ့ပွဲစားအချို့နဲ့ ဝတ်တော့ကဈေးကွက်မှာလုံနေပွဲစားအချို့ကအတူတူပဲတယောက်ပဲပဲတယောက်ပဲပဲစမတိရဲ့ကပွဲစားတူဆိုရင်တရားဝင်ကားလည်းသူကကင်တယ်ဝတ်တော့ကလိုချင်လည်းရတယ်နော်ဖြစ်တယ်တဲ့သူစီမှာရာကုန်ရတယ်သူကအဲ့လိုမျိုးနှစ်သီးစားအားလုံးကကျွွ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 ွ တော့အဲ့ဒီဝိတောက်ကားစေးကွက်နဲ့ပတ်သက်ပြီးတော့ဒါနိုင်ငံတော်ဝိတောက်ကားစေးကွက်ကိုနှိမ်နင်းမယ်ဆိုတဲ့ညွှန်ကြားချက်ပေါ့နော်ဝိတောက်ကားစေးကွက်ထဲမှာရှိတဲ့ကိစ္စလေးတွေနိုင်ငံတော်မသိမှာဆိုတော့ကျွန်မချုပ်ရလေးနဲ့ပြောပြမယ်ရှင်ချုပ်ရလေးဝိတောက်ကားစေးကွက်ကအလုံးတည်းအတိုင်းပဲအများဆုံးထိုင်းနိုင်ငံကဝင်တယ်။ထိုင်းနိုင်ငံတစ်ဖက်ကမှကားဝယ်ပြီးလို့ရှင်အဲ့ဒီကကားတွေမောင်းလာပြီးတော့ဗဟင်မြို့ကိုသွားကြတယ်။ရန်ကုန်လားမန္တလေးလားနေပြည်တော်လားကဲဒီမောင်းပေးရတဲ့တွေရှိရဲ့ရှင်။ဟုတ်တယ်လေမောင်းချလာ လမ်းမှာသူတို့ဂိတ်တွေဘလို့ဖြတ်ခဲလဲဆိုရင်ဖြတ်နည်းနှမျိုးရှိတယ်တဲ့အဘာလဲဆိုတော့လက်သိပ်ထိုးပြီးဖြတ်တာနဲ့လဝါချင်းရိုက်ပြီးဖြတ်တာတဲ့နီးလန်းအစမ်းကျဲတော့နော်ကျမတကားမကြဘူးခါမမကြဘူးမိဘပြည်သူတွေလည်းကြားမှုမှမဟုတ်ထင်တယ်ကျမပြောပြတာကျမကြားလိုက်ရတဲ့အတိုင်းကျမပြောပြတာလက်သိပ်ထိုးပြီးဖြတ်တာနဲ့လဝါချင်းရိုက်ပြီးဖြတ်တာတဲ့ဩစမ်းကျဲတော့နီးလန်းနေနဲ့ဖြတ်လာခဲ့တဲ့အိတ်ဂိတ်တွေကိုဖြတ်ပြီးအခါမှာဝဲသူစီရောက်တယ်ဟွဝဲသူစီရောက်တဲ့ခါလဲကြားလဲကြားဝဲသူကဟုတ်ပြီဝိတ္တကားကြီးတော့ငါပိုင်ဆိုင်ခဲ့ပြီဟုတ်တော့နော် ။ဘာကြောင့်ဝတ်တောက်ကားဝယ်စည်းရလဲဆိုဝယ်သူပြစ်မတင်နဲ့ရှင်ဝတ်တောက်ကားနဲ့လိုင်စင်ပြည့်စုံတဲ့ကားနဲ့ရတယ်ဈေးကမိုးနဲ့မြေတို့ကွာနေတာ။ဒီတော့ကားတစီးပိုင်ဆိုင်မှုလိုအပ်တဲ့မိသားစုကတော့ဝတ်တောက်ကားပဲဝယ်စည်းမှာပဲရှင်။ဝတ်တောက်ကားကိုမြေတို့ပင်ဝယ်စည်းစေကားမှုကိုယ့်လက်ထဲရောက်လာပြီဆိုရင်နံပါတ်၁လောက်ရမှာဝီတက်တူလောက်ရမယ်နံပါတ်ပြတူလောက်ရမယ်ဟုတ်တယ်နော်အဲ့လိုလုပ်ပြီဆိုရင်လည်းမြေ all service ရှိပြီးသားဝတ်တော့ကရောင်းပေးရတဲ့သူတွေကတစ်ခါတည်းချိန်ထားပြီးသားရော့ဒီလူစီမှာလုပ်အဲဒါမျိုးကွက်တွေရှိပြီးသား เนาะရှိပြီးတော့လုတ်တယ်သွားလုတ်တဲ့ခါကြလို့ရှင်ကျွန်မပြောပြမယ်ဒီလိုလုတ်တာကိုသူကအပွားလုတ်တယ်လို့ခေါ်တယ်အပွားလုတ်တဲ့ခါမှာလမ်းကြောင်းဈေးကကားဆိုရင်9သိန်းကနေ30တိရှိရယ်စိုက်ကယ်ဆိုရင်2သိန်းကနေ5သိန်းတိရှိရယ်ရှင်အဲ့လိုလုတ်ပြီးရဲ့ခါမှာဝီတက်အတုနံပါတ်ပြအတုတွေလုတ်ကြတယ်အဲ့ဒီဝီတက်တို့နံပါတ်ပြအတုမှာတော့မှမီးထိုးခံလို့ရှင်တစေးတဲ့မီးထိုးမခံတစေးတဲ့ဆိုပြီးရှိသေးရယ်ရှင်ဈေးနှုန်းကွာချက်ချက်ဒါကျွန်မနိုင်ငံတော်အစိုးရကဘူးတုတ္တရနေပြောပြရအောင်နော် တို့အဲ့လိုလုပ်နေရဆိုတာလေးပြောပြတာဒီလိုကိစ္စလေးရှယ်ပေါ့နော်โอเคအဲ့လိုရှိသွားပြီးရဲ့အခါမှာဆိုရင်ဒါဝတ်တောက်ကဝယ်စီးရဲ့သူကဆိုရင်မီထိုးခံတဲ့ဟွိတက်လေးပိုင်းဆိုင်သွားပြီးတော့နံပါတ်ပြားလေးလည်းအစင်ပြေသွားပြီဆိုတဲ့အချိန်လေးတစ်ခုမှာသူကဆိုရင်ခန့်ခန့်ထက်တဲ့ကားစီးနိုင်ပြီရှင်ပြီးတော့နောက်ထပ်ရှိတဲ့ဖောက်ဆုတ်လုပ်ပဲဆိုတာရှိသေးရဲ့ဒါကရမ်းကျယ်ပြန့်တယ်နော်အဲ့လိုရှိရဲ့ရှင်ဒါဖောက်ဆုတ်ဆိုတာရှိသေးရဲ့ဖောက်ဆုတ်ဇလန်းလည်းတစ်ခုပေါ့နော်ဒီတော့ဇလန်းရှိမှဆိုတော့ကျွန်မမပြောပြတော့ကျွန်မပြောတဲ့ဖောက်ဆုတ်ဆိုတာကိုသိရလို့ဆိုကောင်းကောင်းသိရဲ့ရှင် နောက်ထပ်ထူးခြားတာတစ်ခုကကျွန်မခုနပြောသလိုပေါ့နော်ပြစ်လိုက်တဲ့ကဲမှာလှိုင်းတဲ့ရက်ကဝတ်တောက်ဈေးကွက်ကိုခတ်တယ်ဆိုတော့ဝတ်တောက်ဈေးကွက်ကခုဈေးကြတယ်မင်းဝယ်တဲ့သူရှိရဲဆိုတာလေအဲ့ဒီဝယ်တဲ့သူတွေထဲမှာတချို့ကကြတော့ကားပွဲစားတွေပြန်ဝင်တယ်ကားတွေဈေးကြရဲဆိုမှာဝယ်ဥထားတယ်တချို့တွေကြတော့လေအဲ့ဒီဝတ်တောက်ကားတွေကိုဖမ်းရမယ်အစိုးရအဖွဲ့ရှိရဲပေါ့နော်သက်ဆိုင်ရာသက်ဆိုင်ရာအစိုးရအဖွဲ့ရှိရဲအဲ့ဒီအဖွဲ့တွေကသူအချို့ကဝတ်တောက်ကားတွေကိုလိုက်ဝယ်တယ်ရှင့်ဝတ်တောက်ကားတွေဖမ်းမဲ့အချိန်တော့ ဖမ်းပါလေအဲ့တော့ဘောလုံးလိုက်ဝယ်လို့ထင်လဲရှင်ခါကျရင်ဆုံးတော့ဘောလုံးဆက်ကူကဘောလုံးဆက်ကူကရှင်ဟိုတောက်ကဈေးကြတယ်တို့ကဝယ်တယ်တချို့တချို့ပေါ့နော်ချို့ချို့ပြောပါတယ်အဂတိလိုက်စားတဲ့သူချို့ပေါ့လေတို့ကဝယ်တယ်ပြီးရခါမှာဘာဖြစ်လဲအကွက်တွေကွက်တွေညာရှိတယ်ကျမအကုန်လုံးမပြောတော့ဘူးရှင်လူမျိုးရှိရဲ့ရှင်ကျမနိုင်ငံကလေဒီတော့ကျမနိုင်ငံမှာတော့ပေါ့နော်ခြေနေအကြောင်းအကြောင်းနေကြောက်ပေါ့ရှင်ကျမကပြောပြတာကဘာလို့မှမထိခိုက်စေချင်ဘူးရှင်ဘာကြောက်လဲဆိုတော့ ကျမရဲ့တကူစာအပြင်ရဆွဲမော်နော်ဒီမောက်ခူကားတွေရောင်းဝယ်တဲ့သူတွေကိုကျမအပြစ်ကြီးတစ်ခုရဲ့လို့တော့မမြင်ထားအောင်ရှင့်သူတို့တင်ဥပဒေနဲ့တော့ကြော်လွန်နေတာမှန်တယ်ဥပဒေကိုမလေးစားတာမှန်တယ်ဒါပေမဲ့နိုင်ငံတော်တစ်ခုလုံးကိုဒုက္ခရောက်စေတဲ့အထိအတွေးခေါ်နဲ့လုပ်နေရဆိုပြီးကျမမတွေးထားအောင်မောက်ကူကားရောင်းတဲ့သူဟာသူ့ရဲ့မိသားစုစားဝတ်နေကြောင်ရောင်းနေတာဖြစ်မယ်။ဝယ်စည်းရဲ့သူကလည်းသူဟာဆိုရင်ဒီလောက်ငွေချေးပဲတတ်နိုင်လို့ဝယ်စည်းရ။ဘောတော့ဒီတော့ကျမတို့ပုံမှာအကြီးမားရဲ့လို့အပြစ်မမြင်ထားဘူး။ ဒီကပတော့ပပျောက်သွားစေချင်တာဗောလို့နိုင်ငံတော်အတွက်လည်းအခွန်နေနစ်နာတော့ပတော့ပပျောက်သွားစေချင်တယ်ဒါပေမဲ့သူတို့အပြစ်ကြီးတစ်ခုရယ်လို့မမြင်ထားအောင်မှန်ခိုကားစက်ကကိုပပျောက်သွားစေချင်လို့ရှိရင်ဒီကားစက်ကမှရှိတဲ့သူတွေနဲ့စကားပြောဆိုတဲ့နယ်လို့ထင်ပါတယ်အဲဒီလိုပြောမယ်ဆိုတော့မခက်ခဲပါဘူးရှင်တရားဝင်ကားတွေရောင်းဝယ်နေတဲ့သူတွေကလည်းမှန်ခိုစက်ကကိုကင်ကြတဲ့သူတွေပါတာပဲလေတွေ့မလားဒီတော့မှောက်ကိုသမားတွေတီးတန့်တွေးဆောင်စရာမလိုပါဘူးရှင်တရားဝင်ရောင်းတဲ့သူတွေတွေးဆောင်ရုံနဲ့တယ်မှောက်ကိုကားစိကွက်အကြောင်းကိုလွတ်လပ်မေးလို့ရပါတယ်ပေါ့နော်အဲ့တော့သူတို့ကိုမေးမြန်းပြီးတော့ ဒီဈေးကွက်ထဲမှာရှိရဲအားသာချက်အားနည်းချက်တွေဆွဲထုတ်ပြီးတော့နိုင်ငံတော်မှာပြင်ဆင်မဲ့မူဝါဒတွေမှာပေါ့နော်ထဲ့သွင်းစဉ်းစားမယ်ဆိုတော့တင့်တော်မယ်လို့ထင်ပါတယ်ရှင်ဘလို့ဝဖြစ်ဖြစ်ဝတ်တော့ကားဈေးကွက်ဟာလဲဈေးကွက်တစ်ခုပဲလေသိလားတရားဝင်ကားဈေးကွက်ကဈေးကြီးနေတဲ့အတွက်ဒီဈေးကွက်ကပေါ်လာတာစကန်ဈေးကွက်ပေါ့နော်ပြတော့ဒီဈေးကွက်ဟာကျွန်တော်တို့အဝတ်ထည်မှာဆိုရှင်ဘေးဒုတ်လိုင်းလို့ပေါ့ဘေးဒုတ်မှာဆိုရင်ကျွန်တော်တို့ဘေးဒုတ်သာဆိုတာနော်ဘေးဒုတ်ထဲမှာ brand တွေအများကြီးပါတယ်တကယ်လို့3560တန်တဲ့အင်ဂျီတွေအားလားဘေးဒုတ်ထဲမှာအဟောင်းတွေနဲ့ပါလာတတ်တယ် တော့ကားတွေဆိုတာလည်းဒီလိုပဲတံမိုးရှိတဲ့အရာကိုဈေးနည်းနည်းနဲ့လိုချင်တဲ့အတွက်ဒီလိုဝတ်တော့ကားစိတ်ကွက်တွေပေါ်လာတာရှင့်ဒါကိုကျမတို့ကသူတို့နှိမ်နှင်းမယ်ထောင်ချမယ်ဆိုတာထက်သူတို့ရဲ့လှုပ်ဆောင်ချက်ကိုပေါ့နော်အာသက်အာသာချက်အားနဲ့ချက်ကိုရှာပြီးတော့ဘလို့မျိုးလေးမူဝါဒနဲ့လှဲ့ပြီးခြင်ရမယ်ဆိုတာလေးကိုအပြည့်ထုတ်နိုင်မယ်ဆိုတော့အဆင်ပြေမယ်လို့ကျမထင်တယ်ရှင့်ဒါပြင်ဝတ်တော့ကားစိတ်ကွက်မှာရောင်းနေတဲ့သူတွေကလည်းအာကားရောင်းနေတဲ့သူတွေပဲနော် တိလားကားပညာနဲ့ပတ်သက်သူတို့ရဲ့ပညာကလည်းခေသူမဟုတ်ရှင်သူတို့ကုံနာလည်းပဲပေါ့နော်ဈေးွက်တွေအကြောင်းသိတယ်အဲ့လိုအခြေအနေရှိရဲ့ဒါကြောင့်သူတို့နဲ့ကတော့ဇွေးနေနှိမ့်နိုင်တဲ့အဖြေရှာတဲ့နေပေါ့ရှင်ပြီးတော့အရေးကြီးဆုံးကဝတ်တော့ကားဈေးွက်ဆိုတာတီးတန်ရင်ဖြစ်နေအောင်မဟုတ်ဘူးရှင်တရားဝင်ကားရောင်းဝယ်မှုလုပ်နေတဲ့သူတွေရပဲတစ်ဖက်တစ်ချမ်းမှာဝတ်တော့ကားဈေးွက်ဆိုတာလုပ်နေကြတာဒီတော့သူတို့တွေဒီဈေးွက်နှစ်ခုမှာဘယ်ဈေးွက်ကိုဖိပြီးနင်းမလဲဆိုတာကိုနိုင်ငံတော်ကနေပြီးတော့လမ်းညွှန်ပေးမှရမယ်လို့ထင်တယ်ရှင် တရားဝင်ကားတွေရောင်းဝယ်တဲ့အခါမှာတတ်တာချောင်းချီပြီးလွဲကူစွာနဲ့ဈေးသက်သွားစွာနဲ့ပေါ့နော်မြင်မြန်ဆန်ဆန်ရောင်းဝယ်နိုင်တဲ့ကိစ္စတွေလောက်ကင်နိုင်မယ်ဆိုရင်တော့သူတို့ဒီဝတ်တော့ကားစိတ်ခွက်ကိုစိတ်ပဝင်စားမှုရောကြသွားမှာပဲဒီချိန်ကျရင်သူတို့ဒီသူတို့ကနှစ်ခုလုံးရောင်းနေရပဲလေနှစ်ခုလုံးရောင်းနေရပဲလေဒီတော့ဒီဘက်ကအားတိုင်ဒီဘက်ကိုလိုက်သွားမှာပဲဒီဘက်အားတိုင်မှာဒီဘက်ပဲလိုက်မှာပဲရှင့်သူတို့ဘာမှသွားပြီးပြစ်ပြောလို့မရအောင်ဖြစ်နေရဲ့အားလုံးကစားဝတ်နေကြလှုပ်လှုပ်ကြတာလေ ဟုတ်တယ်မလားဒီတော့လက်သားတဲ့ဘက်ကိုလိုက်မှာပဲကလေးတွေလိုပဲနိုင်ငံတော်ကဒါတရားဝင်ကားစည်းကွက်ကိုလက်သားအောင်လို့ပြုလုပ်ပေးရမယ်တာဝန်ရှိပါရဲ့ရှင့်ပြီးတော့ဝဲသူတွေအနေနဲ့ကလည်းပြည်သူတွေရဲ့အသိဉာဏ်မြင့်မားမှုပေါ့နော်ဝတ်တော့ကားဝယ်မယ်ဆိုတော့စိုးကျိုးကများတယ်ဖန်းစီခံရလို့ရှင့်ကားသိမ်းခံရတာထောင်ချခံရတာဒဏ်ငွေဆောင်ရတာအဲ့လိုပြဿနာရှိနိုင်တယ်ဒါလေးတွေတဲ့အသိပညာအနေနဲ့ဖြန့်ဝေပေးရမယ်တရားဝင်ကားစည်းကွက်ကိုဆွဲတင်ပေးရမယ်ပြီးတော့ကားကိုအကျွေးဝယ်စနစ်နဲ့ဝယ်ယူဖို့အတွက်ကိုနိုင်ငံတော်ကလည်း ဘန်နေနဲ့ချိတ်ဆက်ပြီးတော့လောက်ကင်နေရရှိပါတယ်ဒါလေးတွေပုံမူကျေပြန့်အောင်ပေါ့နော်ဟိုဝန်ထမ်းတွေကအစတင့်တော်တဲ့အမောင်းနဲ့ကားဝယ်နိုင်တဲ့အထိကားရဲ့စူးစာပေါ့ကားချင်းဝေတွေကိုချပေးနိုင်တဲ့အခြေအနေတခုပေါ့အဲ့လိုပုံစံမျိုးလုပ်နိုင်မယ်ဆိုတော့ဒီဝတ်တော့ကားဈေးကွက်ကဒီမှာရှိရသူတွေကိုကျွန်တော်တို့ထောင်ထဲထည့်ကြရမလို့ပဲနဲ့ဒီဈေးကွက်တွေကတစ်ဖြည်းဖြည်းနဲ့တေးတေးတေးပြီးတော့ပျောက်ကွယ်သွားမယ်လို့ယုံကြည်ပါရှင့်ဒီလိုမှမဟုတ်ပဲနဲ့ညွှန်ကြားချက်ထုတ်လိုက် ို့လူထဲမှာအကြိလိုက်စားတဲ့သူတွေကဝတ်တောက်ကားတွေဆင်းဝယ်လိုက်ဟိုတော့ပြီးရခါမှာပြန်လုတ်လိုက်ဟိုကဖြစ်လိုက်နေဆိုတော့ဒီလိုပဲလဲပြီးတော့မော်လုံးဆက်ကူကတ်ကဝတ်တောက်ကားဈေးကွက်ဆိုတာကမြန်မာနိုင်ငံမှာကြီးမားစွာနဲ့တရှိနေုံမှာဖြစ်ပါရှင့်ဒါလေးကိုပဲကျွန်မတရင်သုံးသက်ချက်လေးနေပြောပြလိုက်ပြန်စီရှင်